နိဗ္ဗာန်ကိုဒီတကယ်ရှိပါသလားဆိုဘုန်းကြီးအနေနဲ့ဖြေရမှာမဟုတ်ဘူးဘုရားဘာသာအနေနဲ့ဖြေရမယ်ဆိုနိဗ္ဗာန်ဆိုတာတကယ်ရှိတယ်လို့ဖြေရဘာဖြစ်လို့ရှိတယ်လို့ပြောရမှာလဲဆိုရင်သူ့ကိုပြန်မေးကြည့်တယ်ဒီတည်ခြင်းတရားရှိပြီဆိုရင်မတည်တဲ့တရားလည်းရှိတယ်ဆိုတာလောကမှာအပူရှိရင်အေးအေးရှိတယ်နော်အဖြေကနှစ်ခုရှိတယ် တော့သင်္ခါရတရားတွေရှိလို့သင်္ခါရဆိုတဲ့အကြောင်းတွေကဖန်တီးထားတာရှိနေတဲ့ကြောင်းအကြောင်းတရားတွေကမဖန်တီးတဲ့အရာလည်းရှိတယ်ဒီလိုမြတ်စွာဘုရားကိုယ်တိုင်ဘုန်းကြီးတို့ဒီအောက်တိုနိုဘယ်မာလကမှနိဗ္ဗာန်ကထာဆိုပြီးတော့နိုင်ငံခြားသားတွေကိုသင်ပေးထားတာရှိတယ် CD ကိုလည်းရှိတယ်အင်္ဂလိပ်လိုသင်ထားတာရှိတယ်နိဗ္ဗာန်ကထာမြတ်စွာဘုရားကိုယ်တိုင်အဋ္ဌိဘိက္ခူအဇာတံအဘုဒံအကတံဆိုပြီးတော့နိဗ္ဗာန်ဟာတကယ်ရှိတယ်ဆိုတာကိုရသော်များတက်တည်ပြ ွားတာရှိတယ်ပေါ့နော်အဲ့တော့မိခွန်းကတော့နိဗ္ဗာန်ဟူသည်တကယ်ရှိပါသလားဆိုတာရှိတယ်ပဲဖြစ်ရမှာရှိတာကိုလက်တွေ့ပြနိုင်သလားလို့ဆက်မေးလာလို့ရှိရင်တော့အဲ့ဒါကြတော့မှနောက်တစ်ခုဖြစ်ရမှာအခုကသူမေးတာတကယ်ရှိသလားနံပါတ်1ပြီးပါပြီနော်အဘယ်ရနိုင်နိဗ္ဗာန်ရှိပြီ၎င်းဤတိရှိကြောင်းကိုမြည်တော့သိနိုင်ပါသည်နိဗ္ဗာန်ဆိုတာဘယ်အရမှရှိတယ်လို့ပြောလို့မရဘူးပြောခြင်းလို့ရှိရင် ပြောရမှာကသင်္ခါရတရားတွေရဲ့ချုပ်ရံနိဗ္ဗာန်ဖြစ်သောကြောင့်သင်္ခါရချုပ်တဲ့နေရာတွေနဲ့နိဗ္ဗာန်ရှိတဲ့နေရာလို့ဒီလိုပြောရအောင်။ဒါဆိုမီးလောင်လို့ရှိရင်မီးငိမ့်တဲ့နေရာတွေတခြားနေရာမှာသွားငိမ့်တာမဟုတ်ဘူး။လောင်တဲ့နေရာမှာပဲငိမ့်တယ်လေ။တဏှာဖြစ်တဲ့နေရာတွေကလည်းတဏှာငိမ့်တာ။ဥပမာမဲ့အဆင်းအာယုံကိုအာယုံပြုပြီးတဏှာဖြစ်လို့ရှိရင်အဲ့ဒီတဏှာငိမ့်တဲ့နေရာလည်းဒီအာယုံပေါ်မှာပဲငိမ့်တာ။အဲ့တော့ နေရာနဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါလိုပဲပြောလို့ရတယ်เนาะမြတ်စွာဘုရားရောဟိတတတုံမှာဆိုတော့ခန္ဓာကိုယ်ထဲမှာပဲသစ္စာ၄ပါးကိုသတ်မှတ်တယ်လို့ဆိုတော့ဟောဒီကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာပဲလောကဒုက္ခဆိုတာလည်းရှိတယ်လောကဆိုတာလည်းရှိတယ်လောကသမုဒယအကြောင်းတရားလည်းရှိတယ်လောကនិရောဓဆိုရင်ချုပ်ရံလည်းရှိတယ်လောကនិရောဓကမိနီဆိုတာလည်းရှိတယ်လို့ဆိုတော့နိဗ္ဗာန်ဘယ်မှာရှိတယ်ဆိုကုသနာမှာရှိတယ်လို့ဒီလိုပြောလို့ရတယ် နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်မေတ္တာနာမဖြစ်တဲ့လောဘဘယ်မှာချုပ်တာလဲမြတ်စွာဘုရားရဲ့တဏ္ဍာမရှိတဲ့ခိတိတာတွေဘယ်မှာချုပ်တယ်ဆိုတော့မြတ်စွာဘုရားတဏ္ဍာမပဲချုပ်တယ်အဲ့ဒီခိတိတာတွေရဲ့ kindness sensation ကိုပဲနိဗ္ဗာန် kindness sensation အဲ့ဒါနဲ့ပြောမယ်ဆိုရင်နိဗ္ဗာန်မှာအဲ့ဒီမှာရှိတယ်လို့နိဗ္ဗာန်ရှိကြောင်းကိုဘယ်လိုလုပ်ပြီးတော့သိနိုင်ရတယ်လဲလို့ဆိုရင်အခုရှိတယ်ဆိုရင်အေးဟာရှိတယ်ပေါ့ မိလောင်တာရှိရင်မိငိမ့်နေဆိုတာရှိတယ်။အဲ့ဒါလို့ရှိတာကိုသိခြင်းအပြင်နိဗ္ဗာန်ရှိတယ်ဆိုတာသိနိုင်တယ်ပေါ့။နောက်သိနိုင်တာကတော့တကယ်ကတော့ချင့်စင်နေရှိတယ်လို့ပြောတာမဟုတ်ဘူး။ရသော်ဗျာရှိပြီးတော့ဘယ်လမ်းကသွားဘယ်လိုချင့်ရောက်တယ်ဆိုတဲ့ချင့်စင်နေရှိတယ်လေ။ဒီနိဗ္ဗာန်ရှိတယ်လို့ပြောပြီးတော့လမ်းစဉ်မပေးဘူးဆိုရင်ပြောစရာရှိတာပေါ့။အခုကမဟုတ်ဘူး။နိဗ္ဗာန်ကိုသွားကြင်သလား။သွားကြင်ဒီလမ်းကသွားဆိုတာမဂ္ဂင်၈ပါးဒီနိဗ္ဗာန်သွားတဲ့လမ်းပဲလေ။ တကယ်မြတ်စွာဘုရားတိတိကျကျဟောတာဒီလမ်းကြောင်းအတိုင်းချက်လို့ရှိရင်ဒါနိဗ္ဗာန်ကိုရောက်နိုင်တယ်ဆိုတာသိတယ်။ဘာသာကြားများနိဗ္ဗာန်ကိုအကြောင်းရှင်းလင်းပြပြလဲအလွယ်ကူဆုံးနဲ့အရှင်းဆုံးရှင်းပြပုံကိုသိလိုပါလေဆိုခုနအတိုင်းပဲပြောလိုက်အောင်နိဗ္ဗာန်ဆိုတာမေတ္တာနာမှာဒေါသငြိမ်းသွားတာဟာခဏငြိမ်းတာမျိုးဟာတခုဘယ်တော့မှမပေါ်တဲ့ထာဝရငြိမ်းနည်းမျိုးဟာတခုကျင့်စဉ်တစ်ခုကျင့်တာလို့ဘယ်တော့မှဒေါသမဖြစ်တော့ဘူးဆိုလို့ရှိရင်အဲ့ဒါဒေါသငြိမ်းတဲ့နိဗ္ဗာန်ပဲ တခြားကိုလိုက်ပြီးတော့ရှားပြမလို့ဘူးဒုစီကနိဗ္ဗာန်ဆိုတာကောင်းငင်ပုံကိုပြောတာမဟုတ်ဘူးလူရည်ရဲ့တဏ္ဍာမှာဖြစ်တဲ့ကိလေသာတွေရသဗျာကိုယ်တိုင်ကလည်းရာဂခေယောဒေါသခေယောမောဟခေယောနိဗ္ဗာန်လို့ခေါ်တာရှိတယ်လေမှန်ကတော့အဲ့ဒါလို့ရာဂဒေါသမောဟတွေဟာ final cessation အနေနဲ့လုံးဝငြိမ့်သွားတာဒါနိဗ္ဗာန်လို့ဆိုလို့ရပေါ့ဒီလိုဆိုလို့ရပေါ့နော်အဲ့တော့မင်းရဲ့ဒေါသဖြစ်တယ်ဘယ်မှာဖြစ်တယ် အဲ့ဒီဒေါသဘယ်မှာငြိမ်းအောင်လုပ်ရမလဲဆိုတော့ဒီဟာငြိမ်းတဲ့နေရာအနိဗ္ဗာန်လေဒီလိုဆိုလိုတယ်ပေါ့နော်ဒါလည်းပဲနိဗ္ဗာန်နေတယ်နိဗ္ဗာန်သိချင်ဘုန်းကြီးစိတ်လွတ်လိုက်နောက်တိုင်းဘယ်လိုမှဖြစ်မလဲနိဗ္ဗာန်ဤဒိဗ္ဗေဖွင့်ဆိုခြင်းနဲ့အမှန်တကယ်တရှိခြင်းမတူညီသည်အော်တရားအဲ့တော့ဒီမေးခွန်းကခုနကနေသိပြီးတော့မထူးဘူးနော် ောရိတတ္တဤဘောရိတတ္တနဲ့အရဟပုဂ္ဂိုလ်နှုတ်မြည်တို့ကွာခြားသည်ကိုဉာဏ်လေးဖွင့်ပြီးဘောရိတတ္တဆိုတာပုထုဇဉ်ပဲလေဖရာရဲ့ဖရာဖြစ်ကြောင်းအကျင့်တရားကိုကျင့်ပြီးတော့သဗ္ဗယုတဉာဏ်ရဖို့ရတဲ့စိတ်တန်ပြီးတော့ပါရမီတွေဖြစ်ကျင့်နေတဲ့ပုဂ္ဂိုလ်ဘောရိတတ္တလို့ခေါ်တယ်အရဟန္တဆိုတာမြတ်စွာဘုရားရဲ့ဒီအဆုံးမဩဝါဒတိုင်းမဂ်ရှင်မအကျင့်တရားကိုကျင့်လို့ပြည့်ပြည့်စုံသွားပြီး ဒီကိလေသာကိုပယ်ရှားခြင်းကိစ္စဆုံးတယ်ရောက်ပါတဲ့ပုဂ္ဂိုလ်အရဟံလို့ခေါ်တာ။ဘောရိတ္တတမှာကိလေသာတွေရှိသေးတယ်။အရဟံမှာကိလေသာတွေမရှိဘူးလို့ဒီလိုဆက်ကြတာပေါ့။ယဟန်ဆိုသည့်ပုဂ္ဂိုလ်နဲ့ယသိညီတို့ကွာခြားတယ်။ယသိဆိုတာဓောက်ချာဆောင်းနေနော်။ဗာတိလဆောင်းတည်တယ်တော့မသိဘူး။ယဟန်ဆိုတာတော့တိမ်ဝင်ပြီးတော့229တောတိခါဘုဒ္ဓီနဲ့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဒိုင်နာတွေဝိနည်းတုံးတိခါဘုဒ္ဓီကိုကျင့်ရတဲ့ပုဂ္ဂိုလ်ဆို။ အခြေခံအားဖြင့်လည်းတော့မတူပါဘူးမတူမိမဘဝနဲ့နိဗ္ဗာန်ရောက်အောင်ရှင်းပြချက်ကိုအားထုတ်နိုင်တော့လေဖရာအဖြစ်ရှင်းပြချက်ကိုအားထုတ်ခွင့်ရှိခြင်းမရှိခြင်းကိုသိရှိမှာမရှိဘူးလို့ပြောတာမဟုတ်ဘူးမိမတွေဖရာဖြစ်ခြင်းယောက်ျားဖြစ်အောင်အရင်လုပ်တာပေါ့ဒီလိုဆုံးလို့လားပေါ့မိမဘဝနဲ့တော့ဖရာမဖြစ်ဘူးဒါကိုဆုံးလို့လေမိမကဖရာတယ်မဟုတ်ဘူးစัจ ज ဝရီမင်းလည်းမဖြစ်ဘူးအကြည့်ကဲတွေအကုန်လုံး ဒီဟာမဖြစ်ဘူးဝင်ကြီးချုပ်တော့ဖြစ်ဖြစ်ဖြစ်သမတတော့ကတော့ဖြစ်ဖြစ်ဖြစ်နော်အဲ့တော့တရားမဲဆိုရင်မိမတရားမဲမရှိဘူးတရားတရားကတော်တော့ရှိတာပေါ့ဒါပေမဲ့တရားမဲနဲ့တရားကတော်ကပိုအစွမ်းထက်တယ်နော်အဲ့တော့တရားမင်းဖြစ်ချင်းသလားကရောဖြစ်ချင်းသလားဆိုကရောရွေးမှာဘာသိကြလား First lady ကရှိတယ်နော် First man လို့မရှိဘူး အဲ့တော့ first lady က first minute တာလို့ပေါ့နောက်မိမိတို့ဤလမ်းညော်များအများဆုံးအမေခံရသည့်မိဘတို့ကမှအမျိုးသမီးများမဝင်ရမတက်ရဖြစ်ပါသည်တချို့လျော်ကန်းစွာဖြစ်ချနိုင်တော်လိအများဆုံးကတိချာစွာမဖြစ်နိုင်သည့်အတွက်ခြားသောဘာသာများကဲ့သို့သဘောထားထင်လွဲမှုများရှိနေသည့်အတွက်ထေရဝါဒနှင့်အမျိုးသမီးခွဲခြားမှုရှိမရှိရှိလျော်ရသော်ပြားကဘာမှခွဲခြားပြီးတော့ထားတာမရှိဘူးမရှိဘူးဆိုတာ အမျိုးသမီးတွေရဟနာဖြစ်အောင်ဖြစ်နိုင်ွယ်ရှိတယ်။အမျိုးသမီးရတဲ့အရတ္တဖို့အမျိုးသမီးရတဲ့နိဗ္ဗာန်အမျိုးသားရတဲ့နိဗ္ဗာန်နဲ့ခွဲခြားတယ်လို့ရှိတူတူပဲအရင်ချင်းအဖြစ်တူတူပဲထားတယ်များသောခွဲခြားတာကဆိုဆိုင်ရတဲ့အဆင့်မှသာပဲခွဲခြားတယ်ဆိုတာဟာလေတဘာဝကောခွဲခြားတယ်ဘယ်မှခွဲခြားဘူးဆိုရင်ဘာလို့တိုက်လက်ချခွဲခြားမလဲနော်တိုက်လက်ကြတယ်ဘာလို့ခွဲရလဲတိုက်လက်တူထားပေါ့အဲ့ကြတယ် လေကြီးနဲ့ချင်းထမ်းမင်းမခွဲနိုင်ဘူးအဲ့ဒါကြောင့်အဲ့တော့ဆိုလိုတာကတော့ဒီအမျိုးသမီးမဝင်ရဆိုတာ tradition နဲ့သာဆိုင်တယ်လို့ဘုရားကသာနဲ့မဆိုင်ဘူးလို့ဒီလိုပဲပြောရမယ် tradition နဲ့ဆိုင်တယ်လို့ဒါတွေကမြတ်စွာဘုရားကခွဲခြားတာမရှိဘူးလို့ဒါနဲ့ပတ်သက်တယ်သို့တော့အိန္ဒိယနိုင်ငံမှာဘုရားပွင့်နေတဲ့အတွက်ကြောင့်အိန္ဒိယရဲ့လူနေမှုအနေနဲ့ဝိနည်းဥပဒေကတော့ပြင်ညာတယ်လို့ဒါအနုဘုဆိုရင်မလိုလားတဲ့ပြဿနာတွေတက်နေတယ် ါကတော့ဓလေထုံတန်းစင်မှာဆိုလိုက်နာရတဲ့ဟာလည်းရှိပြဿနာမတက်အောင်လိုက်နာစီရီတီထားခြင်းအစင်လာတွင်ဟင်းလာနဲ့တခေါ်တိုင်းတည်ခြင်းတရားနိဗ္ဗာန်ရောက်ကြောင်းတရားဘိနတ်စီကွင်တို့မြည်တို့ဆက်ဆက်နေသည်ဆိုစီကိုလမ်းညွှန်စီရီတီထားခြင်းအစင်လာတယ်ဟင်းလာနဲ့တခေါ်တိုင်းကတော့ဒါတွေကကိုယ်စိတ်ကူးရှိရာကိုလုံးကြတာပါနော်တရားနဲ့တခွန်ဆိုတာလုံနေကြဖြစ်လို့ဒါထည့်ပြီးတော့ပြောတာဖြစ်ပါလေ။စေဒီပဲတဲ့တာ ဟိုအစင်သာရှိပါလေအဥစ္စာတွေမှာဆိုလို့ရှိရင်လူတွေရဲ့ယုံကြည်မှုကြောင့်ဒါတွေကခွဲလာတည်ခြင်းတရားနိဗ္ဗာန်ရောက်ကြောင်းတရားတည်ခြင်းတရားနိဗ္ဗာန်ရောက်ကြောင်းတရားခုနကမှဒါတွေကတော့ဟိုရှိနေဘိတ္တ sequence တို့မြင်ခဲ့တော့ဆက်ဆက်နေဒီမေးခွန်းကမရှင်းဘူးမေးထားတာเนาะတည်ခြင်းတရားနိဗ္ဗာန်ရောက်ကြောင်းတရားဘိတ္တ sequence တို့မြင်တော့ဆက်ဆက်နေနေစား ။ဥပမာမဲ့သူမေးချင်တာကစီဒီထဲမှာဖျားမရှိဘူးဒါ respect ပေးတာပဲလေ။ respect ဆိုတာပေးရတာပဲလေ။ကိုယူသည်လေးစားတဲ့ပုဂ္ဂိုလ်ရှိမှခဏကြီးနဲ့ဘူကတက်မှာတော့။ဒါကတော့ကိုယ့်ရဲ့ယူသည်လေးစားမှုပဲ။ကိုယ်စိတ်ထဲကယူသည်လေးစားလို့လုပ်တဲ့သဘောပဲ။နော်။ယူသည်လေးစားမှုလုပ်တဲ့သဘောပါ။အဲဟင်းသားနဲ့တခေါင်းနိုင်ကတော့လှုပ်တဲ့ပုံစံရဲ့ဒီ wish ပဲတည်ခြင်းတရားနဲ့နိဗ္ဗာန်တရားဆိုတာတော့ နိဗ္ဗာန်တရားတည်ခြင်းတရားဆိုတာအကြောင်းတရားကြောင့်ဖြစ်နေတဲ့အခါမှာဖန်တလဲနဲ့တည်ဆုံးရခြင်းဆိုတာသင်္ခါရတရားတွေထဲမှာရှိနေပါပဲနောက်ဆုံးမှာမမွေးတော့ဘူးမဖြစ်တော့ဘူးဆိုရင်တည်စရာမှမရှိတော့ဘူးအဲ့ဒါလို့ဆုံးလို့တာပေါ့လူဖြစ်နေရင်တည်အောင်ပါပဲဖြစ်နေရင်တည်အောင်ပါပဲမဖြစ်တော့ဘူးဆိုတည်စရာမရှိတော့ဘူးပေါ့အဲ့ဒီဟာဒီလိုတော့ဆက်ဆံမှုရှိတယ်လို့ပြောပါနော်ဘိန္ဒ sequence ဆိုတာကတော့ခုနကတော့ ကိုလေးစားတဲ့နေရာတစ်ခုဘယ်သူမှဘိနတ်မစိဘူးပေါ့နော်ကိုယ့်ရဲ့ tradition ကဘိနတ်နဲ့စီးပြီးတော့လုပ်တယ်ဆိုတာဟိုလက်မခံရဘူးဘုရားပြောဝန်တွင်မြည်သည့်အတွက်ကြောင့်ခေါင်းလောင်းကျေးစီဒါတွေကတော့လူကျင်တဲ့လူရဲ့ဆန္ဒပဲဒါဘုရားကဒါထားလို့ပြောတာမဟုတ်ဘူးဒါလည်းကနော်လူတွေရဲ့ wish ဒါလည်း wish နဲ့ဆိုင်တယ်ပြောတယ် ရှင်ပြုပွဲများဒီပုံများအပြင်နှစ်ရက်ခန့်ရှင်းပါကြဒါလည်း tradition ပဲသူကြိုက်လို့လုပ်တာတရက်တည်းလည်းပြီးတယ်ဘုန်းကြီးတို့သင်္ကန်းဝတ်တာဆိုလို့ရှိရင်ဘာမှလုပ်မနေဘူးလားကောင်းလားဆိုပြီးတော့ခေါင်းရေဆုပ်ပြီးပို့ပြီးတော့တန်းတကုံပေးတာပြီးသွားတာနှစ်ရက်လောက်တာတရက်တည်းနဲ့ပြီးသွားတော့ဒါတွေကလူတွေရဲ့ဆန္ဒနဲ့သက်ဆိုင်တယ်လို့ပဲပြောတာနော်လူတွေရဲ့သက်ဆိုင်ဘုရားလောင်းတိတ်တထတောထက်ခံကိုရည်ညွှန်းပြီးဒုတိယရက်အလှကြီးနေ့ နေ့ဒီသားရရဟုတ်လားအမွေတောင်းကားကိုရည်မြွန်းပေးကြတယ်ဖြစ်ပါမဟုတ်မဆန်မဆန်ဒါတွေကလူတွေတပည့်တို့မှတ်သားမှုများမှန်ကန်စီလျော်မှုရှိမရှိလဲညီတို့ရှင်းလင်းပြောကြတဲ့ဒီကိုနောက်မိမိတို့ဘုရားဘာသာဝင်များစီထေရဝါဒဓာတ်ဝင်နဲ့ကြည့်ရထေရဝါဒအမည်တင်ညာပြုထားသူများဖြစ်ကြပါလိမ့်မိမိတို့ဣတိများဆိုသည်မဟာယာနဘုရားဘာသာဆိုတာသိရှိထားတယ်ဒါကတော့သူတို့မသိတာသူတို့မလေ့လာလို့မသိတာပေါ့နော် မိမိတို့နိုင်ငံရောက်ရှိလာပြီးဖရာများတွင်ဒီပတ်ကြတော့ခါအများစုဤဘေးရင်ကိန်းခန်းအရာရေသက်စိတ်မီးသက်စိတ်စသည်ဖြင့်ပူဇော်မှုများဟုသာတွေ့ရှိပြီးထေရဝါဒဆိုသည်မှာမဟာယာနနှင့်အတူတူဖြစ်ပြီးမဟာယာနဂိုင်းဝဲတစ်ခုနေခြင်းသာလည်းမှတ်ယူသွားကြပါသည်ဒါကလူတွေရဲ့လေ့ကျင့်တာကတော့လူတွေရဲ့ရောထွေးနေမှုတာဖြစ်တယ်မြန်မာနိုင်ငံကလိုက်နာတဲ့လက်ခံတဲ့သာသနာကထေရဝါဒသာသနာ ထေရဝါဒအစစ်အမှန်ကမြတ်စွာဘုရားဟောထားတဲ့စာပေထဲမှာရောတော့တာမရှိဘူးလူတွေလိုက်တာကျင့်သုံးမှုမှာတော့ရောထွေးမှုတွေရှိတယ်ဒါ tradition အနေနဲ့ရောထွေးတာလို့ဒီလိုပြောရမယ်အဲ့ဒါတွေကြည့်ပြီးတော့မြန်မာပြည်ကထေရဝါဒမဟုတ်ဘူးလို့ပြောလို့မရဘူးเนาะမြန်မာပြည်ကလက်ခံတဲ့ကျမ်းစာထေရဝါဒကျမ်းစာဝင်တာလက်ခံတယ်ဒါကြောင့်မို့ထေရဝါဒအစစ်ပဲဒါသမိုင်းဆရာကြီးတယောက်ကလည်းပြောတယ်မြန်မာပြည်ကထေရဝါဒ ုရားဘာသာအစစ်စစ်ဆိုတာမဟုတ်ဘူးတဲ့ရွှေမဟာဟိုရင်ရွှေတကုံဘုရားပေါ်သွားကြည့်ပေါ်နတ်ယုတ်နေရှိတယ်ဒါကဟိုလူတွေကရောတာနဲ့ဒီဘာသာဘာသာနဲ့မဆိုင်ဘူးလေဒါကလူဆိုတာတော့ကိုယ်ကိုယ်စိတ်ကူးနဲ့ကိုယ်လုံးတက်တဲ့ဝါသနာရှိတာဟုတ်မြတ်စွာဘုရားရဲ့ထေရဝါဒအဆုံးအမအစစ်ကပိဋကထဲမှာရှိအဲ့ဒီပိဋကအစစ်တိုင်းမှာဆိုရင်ဘာမှရောတာမရှိစာပေမှာတချို့ကျစာပေပါကိုရောနေတယ် အခုကအဲ့လိုရောနှောမှုရှိဘူးခေရဝါဒအစ်စ်စာပေကျမ်းကဆုံးမမြမပြေကလက်ခံထားတဲ့ဖျားဟောလို့လက်ခံထားတဲ့ကျမ်းသာခေရဝါဒအစ်စ်သို့တော့လူတွေလုံနေတာတော့ဘီရင်နဲ့ရောကြည်ရောမဲ့ဟိုဟာဒီဟာတွေနဲ့ရောကြည်ရောမဲ့ယုံကြည်မှုတွေကတော့ရောတာဖြစ်နေတာဝိနည်းသုတ်တံအမိဓမ္မာဆိုသည်ဘိကသုံးမှုဘာသာကွဲများသူတို့သဘောပေါက်မှာတော့တင်မသဘောပေါက်မှာပေါ့ဟာနော်မတင်မဲနဲ့တော့သူတို့သဘောပေါက်အောင် ပင်သင်မှပဲသဘောပေါက်မှာဒါလားနော်ဝီနီဆိုတာ discipline ပဲ basket တော့ discipline တုတ်တန်ဆိုတာ discourse ပဲအဘိဓမ္မာဆိုတာ profound doctrine ပေါ့ဒါလောက်တော့ပြောလို့ရမှာပေါ့နော်အထူးသဖြင့်ဘိဓမ္မာဘိတ္တကတ်ကိုအခြေခံသဘောနားလည်ရအရှင်းဆုံးမြည်ခဲ့တဲ့နိလဥမာတဲ့ဒါကတော့လားသင်မှာလို့ပဲပြောတယ်အဲ့ဒါလို့မှရမှာဒီဒီပေခွန်ကနော် ဘုရားကြောင်းဆောင်တဲ့အမျိုးသမီးမဝင်ရခြင်းဤဒါတော့ဘုရားလက်ထက်မှရှိပါဘူး။ဘုရားကြောင်းကံတွင်ဘိနဲ့ချွတ်ခြင်းနဲ့ဥထုတ်ချွတ်ခြင်းဟာဘယ်ဟာအကုန်အရေးကြီးနှစ်ခုစလုံးအရေးကြီး။ချက်အေးဝတ်နဲ့အပြစ်ရှိပါသလားတဲ့။စော်ကားလို့ရွေးဝတ်ရင်တော့အပြစ်ရှိတယ်ပေါ့။သူ့ဘာသူခြေတော့အေးလို့ဝတ်ရင်တော့အပြစ်မရှိပါဘူးတဲ့။အဲ့ဒါဆိုရင်ပစိုးဝါချော့မှာဖြစ်တယ်။ဟိုလိုအပြစ်ရှိတယ်။တော်တာခြေတော့ဝတ်ထားတာ။ဟုတ်တယ်မလား။ ဖះចောင်းកံលុដានခြင်းနဲ့សន្តិញ្ញោសេះឲ្យលុដានခြင်းទីဘယ်ហាဘယ်ហាកမှពុំမျက်ពុំសេចក្តកតាမျက်တာបងဖះကိုលុដានណែត្រោសាលុដានណែဘယ်ហាမျက်លុមេទៅលុភិទៅเนาะဖះលុយិនတော့លុတဲ့នាងកံမျက်တာអើរ៉ាဆိုលុយិនផាតលេសាកောင်းណែမြေဩဇာတွေကောင်းတဲ့မြေပေါ်မှာစိုက်တာနဲ့မြေညံ့တတိကုန်းမှာစိုက်တဲ့ဟာတူတူပဲလားလို့မေးတဲ့အမေပေါ်မျိုးဖြစ်နေတယ် ဖျားလှူတာကျတော့ပူပြရမှာပေါ့ဘာလို့လဲဆိုဩတာကောင်းတဲ့မြေပေါ်မှာတစ်ပင်ဆိုင်ရင်ပိုးဖြစ်မှာတေးချတယ်လေအဲ့ဒါလိုပဲဖျားမှာပဲဖျားเจ้าကလှူခြင်းသို့တော်လည်းမောမြတ်တဲ့မောမောမြတ်ဘူးဆိုတော့လူရဲ့စိတ်စေရနာပေါ်မှာမုတ်တည်တဲ့ဒါကနော်စိတ်စေရနာပေါ်မှာမုတ်တည်တယ်ညပြီးတော့လူတယောက်ရဲ့နောက်ဘဝကုเจ้าဘုံဘယ်ချိန်မှဆုံးဖြတ်တယ်လဲဘယ်သူဘယ်ချိန်မှဆုံးဖြတ်တယ်လဲနောက်ဘဝကုเจ้าဘုံဘုံဘယ်ချိန်မှ ဘယ်သူဆုံးဖြတ်တယ်လဲဆိုတော့ဒါကတော့တော့ဘုရားကူပြောင်းတယ်ဆိုတာလူတိုင်းဟာသေတာပဲလေ death ဖြစ်ပြီးရင်တော့ rebirth လာမှာပဲပေါ့အချိန်ကိုတော့ဘယ်သူမှဆုံးဖြတ်တာမရှိပါဘူးသူ့ရဲ့ condition တွေဆုံးဖြတ်တယ်လို့ပဲပြောရမှာနော် condition တွေရှိတယ်ပေါ့ဘယ်သူမှမဆုံးဖြတ်ဘူး condition တွေကဆုံးဖြတ်တယ်လို့ပဲပြောရမှာလေဒါသူ့ကိုဘယ်သူမှ control လုပ်ပေးတာမရှိဘူးလေ ကံလို့လည်းပြောလို့မရဘူးဒါတွေကနော်အကြောင်းတစ်ခုအကြောင်းအမျိုးမျိုးရှိတယ်ပေါ့တေဆုံးခြင်းဆိုတာအကြောင်းမျိုးမျိုးရှိတယ်ပေါ့ကံကုံလို့သေးတာရှိတယ်နော်နောက်ပြီးတော့ပါတော့တတန်းကုံလို့သေးတာရှိတယ်တတန်းကုံလို့သေးတာကြာကံလည်းမဆိုင်တော့ဘူးချို့ကြတော့ဥပိ္ပစေကကံကြောင့်သေးတာရှိတယ်ဒီလိုဟာမျိုးတွေပေါ့အဲ့တော့ကံတရားနဲ့သက်ဆိုင်တယ်လို့ပဲဒီလိုပြောရန်တော်များနဲ့နိုင်ငံရေးပတ်သက်ပါသလားဆက်ဖွဲ့ခွင့်ရှိမရှိဝီနည်းနဲ့ညီမညီတဲ့ ရန်တော်များနဲ့နိုင်ငံရေးဆိုတာနိုင်ငံရေးဆိုတာပါတီနိုင်ငံရေးထောင်ပြီးတော့ဝင်ကြီးတော်ဝင်ရွေးလို့မရဘူးဟောရန်နဲ့သို့တော်လည်းတရားဓမ္မတွေကောင်းလျာကောင်းကြောင်းဟောပြောပေးတာတော့ဒါနိုင်ငံရေးလုပ်တယ်လို့ပြောလို့မရဘူးလေနိုင်ငံရေးလုပ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲမမားအောင်ကောသလမင်းကြီးကိုဆုမဩဝါဒပေးတာလည်းရှိတယ်အခုကိနိုင်ငံရေးရဲ့ပါတီတွေဒီပါတီတော့နိုင်ပါစေဟိုပါတီမနိုင်ဘူးနဲ့တော့မပြောဘူးပေါ့ဒါအဲ့လိုဆိုရင်ကိုယ်နိုင်ငံရေးပတ်သက်မှုရှိတယ် ဆွတ်ဖက်ခွင့်ရှိမရှိဆိုတာကတော့ဆွတ်ဖက်တယ်ဆိုတာဘယ်နိုင်ငံကြီးကိုအားပေးတယ်ဘယ်နိုင်ငံကြီးကိုအားမပေးဘူးဆိုတာကြတော့ဘုန်းကြီးယဟန်ဆိုတာဟိုသိခါရှိရှိအထက်ကကိုးွယ်ခံပုံပုဖြစ်နေတဲ့အတွက်ကြောင့်သူကလူနှစ်ယောက်ညာဖြစ်ရင်မင်းကလည်းတော်မလုံးနဲ့သူကလည်းတော်တော့မလုံးနဲ့ဒီလိုပဲပြောအောင်ပါပဲနော်မင်းကိုနိုင်ပေးတယ်ဒီတော့သူဒိုင်လူကြီးပါရိုက်ခံမှာပေါ့အကြ ဲ့လိုလုံးလုံးမရဘူးနော်နောက်တစ်ခါပါတော့ပရိသတ်တော်ဘာပဲရှင်းလင်းပြသလို့တော့လေတပည့်တော်ကိုယ်တိုင်ရှုပ်ထွေးနေပါသည်လားတင်တယ်ဟုတ်ခါလားဆိုရင်ကိုယ်တိုင်ရှုပ်ထွေးနေမှာတော့ဘယ်လိုလုပ်ပြောလို့ရနော်ဗုဒ္ဓပိစိကဘုရားယန္တာတို့ဤကွဲပြားခြားနားဖို့ဘာသာမတူဘူးတို့အကောင်းဆုံးနားလည်ရန်အတွက်ဥပမာနဲ့ညွှန်ကြားပေးတော်မူပါဗုဒ္ဓဆိုတာကတော့ ကိုယ်ပိုင်အသိဉာဏ်နဲ့သိပြီးတော့သူတစ်ပါးကိုဒီရှင်းလင်းဟောပြောဆုံးမတဲ့ဤစနစ်ပါရပြီးအားလုံးကိုစက်တန်းဝင်အောင်ဟောပြောနိုင်တာဗုဒ္ဓပစ္စေကဗုဒ္ဓကျတော့ကိုယ်တိုင်တော့ဆွလို့တာကိုယ်တိုင်တော့သိတယ်တရားမဟောတာဘူးသူများကိုထူးထူးခြားခြားနားလည်အောင်မပြောတာဆွလို့တာကမြတ်စွာဘုရားကကိုယ်တိုင်လည်းသိတယ်ဟောလည်းဟောတတ်တယ်ပစ္စေကဗုဒ္ဓကျတော့ကိုယ်တိုင်တော့သိတယ်သူများကိုကြွတရားရအောင်ဟောပြောနိုင်စွာမရှိဘူး ပြည့်ပြည့်စုံအောင်ယန္တာပုဂ္ဂိုလ်ဆိုဒီမှာတော့ရသဗျာထံကဒီတရားဓမ္မနာပြီးအကျွတ်တရားရတယ်ဖရာတရားနာပြီးသူများကိုဟောပြောတာဓာတုတရားမဟုတ်ဘူးဖရာနဲ့ပိစိကဘုရားဆိုတာဆရာမရှိဘူးသူတို့ကိုယ်တိုင်သိတာနော်အဲ့ဒါလို့ကွပြချာနာမှုရှိတယ်နော်သီလရှင်သာသနာနဲ့ပတ်သက်လာတဲ့ဖြစ်ပေါ်လာမှုစတဲ့ပုံနဲ့တူပါအဘဲကြောင့်ပန်းရောင်ဆင်မြောင်းတွေကိုဟောချပေးပါဒါဗမာသီလရှင်ဒီလိုသီလရှင်ကအဝါဝတ်တယ်ထိုင်းသီလရှင်ကအဖြူဝတ်တယ်နော် နောက်ပြီးတော့ဖားအောင်သီလရှင်ကအနဲ့ကြီးတွေဝတ်တယ်အဲ့အဲ့ဒါတွေကပြောမှပြည့်စုံမှတင်တယ်အဲ့ဒါလဲ wish လို့ပဲပြောပါအများဝတ်နေတဲ့ဝတ်ဆင်မှုကိုသွားမှန်တော့ဗမာသီလရှင်တွေကဟိုဗမောဆရာတော်ကြီးပြောတယ်လို့ချက်ဖြူမလို့ဆိုတာသူကအဖြူဝတ်ပဲမှန်နောက်ပိုင်းကျတော့အဖြူကြီးကမကောင်းဘူးဆိုပြီးတော့တစ်ခေါက်ဆိုးဆိုတာဒီပြီးတော့အခုတော့ပန်းရောင်လေးဖြစ်လာပန်းရောင်လေးကအတိဖြစ်နေတယ်လို့ပြောရမှာပေါ့နော်ဒါတွေကတော့လူတွေရဲ့ ဝိရှင်နဲ့ဆိုင်ပါလေဘုရားလည်းဗုဒ္ဓဖြစ်တော်ဘေကုဏီသာသနာ क्वे သွားလို့အစားဝင်လာတဲ့သဘောသီလရှင်ဆိုနော်ဘေကုဏီသာသနာတော်ဘာတကဘာဆိုဒီမှာဘုရားငါးစုပွင့်နေဆိုတာနဲ့ကဘာဤတတန်ယုံကြည်ရန်ခရင်သည့်အတွက်ဘာတကဘာဆိုဒီမှာအချိန်ကာလအပိုင်းခြားတစ်ခုဆိုလိုရင်းဖြစ်ပြီးခုမျိုးဝထုတ်ခံရပါလို့ရှိဘဋ္ဌကဘာဆိုဒီမှာဘုရားငါးစုပွင့်လို့အကောင်းဆုံးကဘာလို့ဒီလိုဆိုလိုတာဘုရားပွင့်နံနဲ့သတ်မှတ်ပြီးတော့ခေါ်တာဒါ ဖတ်တာဆိုတာဒီအတိုင်းအတာတစ်ခုကြောင့်ခေါ်တာမဟုတ်ဘူးသူကကဘာဥကာလမှာကဘာရဲ့အထိတ်မှကြားရီပွင့်နေရှိတယ်အဲ့ဒီမှာဖျားငါးစုပွင့်မှာဆိုတော့ကြာငါးပွင့်ရှိတယ်အဲ့ဒီမှာကြာငါးဘူးအဲ့ဒီရဲ့ငါးပါးဆိုတာအလွန်ဆုံးပွင့်တယ်ဖျားငါးစုတွေပုံပြီးများတဲ့ကဘာလို့ရှိဘူးပေါ့ဒီကဘာမှာပါရမီရင့်တန်လို့ပါရမီပြည့်သွားတဲ့ဖျားလောင်းနေတာဒီကဘာမှာပဲဖျားဖြစ်ကြမှာငါးစုရှိတဲ့အတွက်ကြောင့်ဘဒ္ဒလို့ဒီလိုပြောတာလို့ဒီလိုပဲဖြစ်တယ်စာပေရ ဒါကတော့သတ်မှတ်ထားတဲ့အခြေအနေတစ်ခုပါဒီလိုဆက်လို့ရပါတော့နော်ဟင်ရအဲ့တော့နောက်၄ခုနေရတော့နည်းနည်းအချိန်ကြီးပြလိုက်စုံလိုက်ချင်